မာကြီးတွေအတွက်ကိုဒါဦးနိုင်ကဒါတစ်ထိုင်ကနန်းလေးကိုဒီဘွတ်မှာအရင်ဖြစ်နေကစားတာလို့ကြပေးမယ်ပေါ့နော်အင်မတန်ချစ်စရာကောင်းတဲ့ line လေးဖြစ်တယ်ပေါ့နော်ဒီ line လေးကဒါဟုတ်ပြီအဲ့ဒါဦးနိုင်တို့စပြမယ်ပေါ့နော်ဒီသုံးလုံးပေါင်းခြင်း၅ကိုဒီသုံးလုံးပေါင်းခြင်း1နော်သူရှေးပေါင်း၅ခွန်းတော့ပိတ်လို့ပုံစံဖြစ်တာကိုရှေးပေါင်း၅ခွန်းတော့ပိတ်ဒီသုံးလုံးပေါင်းခြင်း1အဲ့1ကိုဒီသုံးလုံးပေါင်းခြင်း1လို့ထည့် သူကနေရှိလိုက်1 2 3 4 5 6နှစ်ပင်းအောက်မှာလဲရှေးပေါင်းက9တော့ပိတ်ဆိုဒီသုံးလုံးပေါင်းရင်2အဲ့ဒီ2ကိုလဲဒီသုံးလုံးပေါင်းရင်2လို့ထည့်တယ်နော်1 2 3 4 5 6ခုနှစ်ပင်းအောင်မှာရှီပေါင်းက9တော့ပိတ်ပဲเนาะဒီသုံးလုံးပေါင်းရင်2ကိုဒီသုံးလုံးပေါင်းရင်2လို့သူကထည့်လိုက်တယ်ဟုတ်ပြီဒါဆိုရင်သုံးလုံးပေါင်းရင်2ကိုသုံးလုံးပေါင်းရင်2လို့ထည့်လိုက်တာ ਨੇ เนาะအဲ့ဒီ2ပါပါသည်ဒီ ထိတ်နဲ့ဒီကွာပေါင်းနဲ့ခွန်းလို့သူကရိုက်တယ်။ဒီနေရာလေးမှာခွန်းလို့တစ်ချက်ထည့်လိုက်ပြီနော်။ကောင်းပြီဒါဆိုရင်ဒုတိယကတ်မှာလည်း၃လုံးပေါင်း၂ကို၃လုံးပေါင်း၂လို့ကစားလို့၄ရဲ့၃၊၃ညရဲ့၃ရဲ့ဒီ၃လုံးပေါင်းခွန်းလို့ထည့်လိုက်တယ်။ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဒီ၃လုံးပေါင်း၂ကိုဒီ၃လုံးပေါင်း၂လို့ကစားလို့နော်ဒီ6ရဲ့ကွာပေါင်း၁ရဲ့ခွန်းလို့ဒါပြီးခဲ့တဲ့ပွဲကကွာတင်တယ်သူထည့်လိုက်တယ်။ဟုတ်ပြီ။အဲ့ဒီလိုထည့်ပြီးတာနဲ့သူကဘာတွေကစားကြရမလဲ ၃လုံးနှစ်၃လုံးနှစ်ဒီ၃လုံးပေါင်းချင်းခွန်းလို့ထည့်ပြတာ ਨੇ ၃ထိတ်က၃ထိတ်လို့ကစားတယ်ရှေးပေါင်း၃လို့ဒီမှာထည့်ဒီနေရာလေးမှာ ပုံသေး၃လုံးပေါင်းချင်း၆ထိတ်ပြီးတော့၄ထိတ်က၄ထိတ်လို့ကစားတယ်ရှေးပေါင်း၄လို့ကစားတယ်ဒီနေရာလေးမှာ၃လုံးပေါင်းချင်းဒီပုံသေး၆ဟုတ်ပြီဒါဆိုရင်ဒီမှာ၅ထိတ်က၅ထိတ်လို့ကစားတယ်ရှေးပေါင်း၅လို့ကစားပြီဒီနေရာလေးမှာပုံသေး၆လို့သူကထည့်ကောင်းပြီအဲ့လိုထည့်ပြတာ ਨੇ သူ့ရည်ဒီဘက်မှာဒီသုံးလုံးပေါင်းခြင်းဒီ6နော်ဒီသုံးလုံးပေါင်းခြင်းဒီ9ဒီသုံးလုံးပေါင်းခြင်းဒီ8လို့စီနီယာထည့်6 9 8ဟုတ်ပြီအဲ့ဒီလို့စီနီယာထည့်ပြီးတာနဲ့သုံးလုံးပေါင်း6လို့ထည့်ပြီးတာနဲ့6ရဲ့အပေါ်ကဒီသုံးလုံးပေါင်းခြင်း9ဒီဒီနေရာမှာဗရိတ်ခွန်းလို့လန့်ထည့်တယ်ဒီသုံးလုံးခွန်းရဲ့အပေါ်မှာရှိတဲ့ဒီသုံးလုံးပေါင်းခြင်း9ဒီဒီနေရာမှာ9ဗရိတ်လို့လန့်ထည့်တာနော်ဟုတ်ပြီဒါဆိုရင် ီသုံးလုံးပေါင်းခြင်း၈ရဲ့ပေါ်ကဒီသုံးလုံးပေါင်းခြင်း၁ဆိုတဲ့ကဏ္ဍဒီဒီနေရာမှာ break 1လို့လှန့်ထည့်တယ်နော်သူကမဆီနေရာလှန့်ထည့်တယ်သုံးလုံးပေါင်းခွန်ကခွန် break ထည့်တယ်သုံးလုံးပေါင်း၉က၉ break ထည့်တယ်သုံးလုံးပေါင်း၁က၁ break လို့ထည့်တယ်ဟုတ်ပြီအဲ့ဒီလို၄ထည့်ပြီးတော့မှခုနဦးနိုင်ပြောခဲ့တယ်သုံးလုံး၂သုံးလုံး၂ဒီလိုသုံးလုံးခွန်လို့သူထည့်တယ်နော်သုံးလုံး၂သုံးလုံး၂သုံးလုံးခွန်လို့ထည့်တယ်သုံးလုံး၂သုံးလုံး၂သုံးလုံးခွန်လို့ထည့်တယ် ဟုတ်ပြီအဲ့မှာပြောစရာတခုရှိတာဒီဘလို့ပုံစံထောက်ခဲ့လဲဆိုတော့အဲ့လိုတွေကစားပြီးတော့ဒီအောက်မှာထွက်မဲ့ကနန်းဒီရိုးရိုးလေးကြည့်ရင်ကတော့ရှေ့နှလုံးသုံးဘူးတယ်ရှေ့နှလုံးနှစ်ဘူးတယ်ရှေ့နှလုံးတစ်ဘူးမယ်ပဲじゃရိုးရိုးလေးကြည့်လိုက်တာတို့တော့သုံးနှစ်တစ်ဘူးရတဲ့အကြောင်းရင်းတွေကထောက်ပြီးပြည့်စုံတယ်အဲ့ဒီတော့ကိုဦးနိုင်ကဒီဘွဲမှာအရန်ကနန်းအဖြစ်နဲ့တစ်ထွန်ကိုကစားပေးလိုက်တာနော်အဲ့ဒီလိုတွေဖြစ်ပြီးတာ ਨੇ အကုန်လုံးစီးကျဲဝါကျဲတွေညီးပြီးထောက်ချက်တွေညီးပြီးညီတာနဲ့ပြန်နေသူကဒီလိုလာတာ အဝါရောင်လေးကြည်လိုက်နော်ဒီသုံးလုံးပေါင်းခြင်းတက်ဒီသုံးလုံးပေါင်းခြင်းတက်ကတက်လို့ဒီမှာလာပိတ်တက်ပြီးတော့ဒီသုံးလုံးပေါင်းခြင်းတုံညကတုံညလို့လာပိတ်တက်တုံညပြီးပြီဆိုတော့ဒီသုံးလုံးပေါင်းခြင်း9က9လို့ဒီမှာလာပိတ်နော်အဲ့ဒီလို့ဒီစီနီယာနေကစားခဲ့ပြီးတော့မှဒီအစိမ်းရောင်လေးကိုကြည်လိုက်နော်ဒီသုံးလုံးပေါင်းခြင်း3အဲ့ဒီသုံးကိုလေဒီသုံးလုံးပေါင်းခြင်း3လို့ထည့်ပြီးတော့အဲ့ဒီသုံးနှလုံးဒီရှေ့မှာပူးတယ်သုံးလုံးပေါင်း3 ၃လုံးပေါင်း၃ကြောင့်၃နှလုံးဒီရှေ့မှာပူးတယ်ပူးပြီးတာနဲ့၃နှလုံးပူးဖို့အတွက်ကို၃လုံး၃၃လုံး၃၃ရပါပါသည်ဒီခါ၃လုံးဒီရှစ်လို့သူကထောက်ခရအောင်မှာ၆ရှစ်လေးရရှစ်လို့ထောက်ပြီးတော့မှအဲ့ဒီ၃ကဒီထောက်ချက်တွေအကုန်လုံးညီပြီးတာနဲ့ရှေ့မှာ၃ပူးမယ်ပူးပြီးတာနဲ့ဒီ၃လုံးပေါင်းချင်း၆၆ပါပါဒီဇောင်းပေါင်းချင်း၁ဆိုပြီးတော့၃၃၁လို့တကွက်တဲ့ကိုထွက်တယ်ထွက်တဲ့အချိန်မှာဒီဗရိတ်၃နဲ့ဒီဗရိတ်ခွန်နဲ့ပေါင်းချင်းဒီ၃ညလို့ပုံသေးချုပ်လိုက် တကွက်သေးပဲပေါ့နော်။ကောင်းပြီဒါဆိုရင်ဥနိုင်တို့ဒုတိယကမှာဖြစ်စဉ်တွေအားလုံးကိုတီလိုက်တယ်။တီတော့သုံးပြီးတော့ဒီသုံးလုံးပေါင်းခြင်းက2။အဲ့ဒီ2ကိုလည်းဒီသုံးလုံးပေါင်းခြင်း2လို့ကစားတယ်။ကစားပြီးတော့2ပေါင်းပါသေးလေ1 1 5ပေါင်းခြင်းကခွန်းလို့ထည့်လိုက်တယ်။သုံးလုံး2သုံးလုံး2 1ပေါင်းပါခွန်းလို့ထည့်ပြီးတော့မှအဲ့2ကရှေ့ကိုပူးတာ။ပူးတဲ့အချိန်မှာဒီသုံးလုံးပေါင်းခြင်း6ကြောင့်6ပေါင်းပါဒီသုံးလုံးပေါင်းခြင်း1ဆိုတော့9နောက်ပိတ်ကို2 2ကိုတကွက်ပဲရ။အဲ့ဒီချိန်မှာခွန်ပရိတ်နဲ့သုံးပရိတ်နဲ့ပေါင်းလိုက်ရင်၃ညလို့သူကချုပ်သွားတယ် ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတတိယကံမှာ၃ပြီးပြီး၂ပြီးပြီဆိုတော့ဒါအခုဟာဖြစ်စဉ်တွေအားလုံးကိုတီလိုက်တယ်တီပြီးတာနဲ့ဒီ၃လုံးပေါင်းခြင်းက၁အဲ့၃လုံးပေါင်းခြင်း၁ကိုဒီ၃လုံးပေါင်းခြင်းနဲ့၁၁ရဲ့ပါပါသည်6ရဲ့7ရဲ့2ရဲ့6လို့ထည့်လိုက် နော်၃လုံး၁၃လုံး၁၁ပါပါ6လို့ထည့်ပြီးတာနဲ့အဲ့၁ဒီရှေ့မှာပူးမှာပူးပြီးတာနဲ့ဒီ၃လုံးပေါင်းခြင်း6ကြောင့်6ရဲ့ပါပါဒီ၃လုံးပေါင်းခြင်း၁လို့ဖြစ်မှာဆို၁ကနောက်ပိတ် ဲ့တော့တစ်ထွိုင်းဆိုတဲ့ခဏဒီဒီ brake ခွန်နဲ့ဒီ brake 3နဲ့ပေါင်းခြင်းဒီတုံညာလို့ကြိုက်တဲ့အတွက်ကိုဒါအိုဟောပေါ့နော်ကြိုက်တဲ့သူကတော့ on ထူလိုက်ပေါ့ပြစ်စင်လေးတွေအားလုံးညီတယ်ပေါ့နော်ပြစ်စင်လေးအားလုံးကိုတီလိုက်တယ်တီပြီးတော့မှဒီ3လုံး3ဒီ3လုံး3ပါပါခါ3လုံးဒီ8လို့ထည့်ပြီးတော့မှ3နှလုံးဒီ8မှာပူးတယ်ပူပြီးတာနဲ့ဒီ၃လုံးပေါင်းခြင်း၆၆ပါပါဇောင်းပေါင်းခြင်း၁လို့ဖြစ်တော့၁နောက်ပိတ်အဲ့ဒီမှာဒီဗရိတ်နှစ်ခုပေါင်းခြင်းကတုံညလို့ပြန်ချုပ်တော့ နော်ဒုတိယကံမှာအဲ့လိုပဲသုံးပြီးတော့ဖြစ်စဉ်တွေအလုံးကိုတီလိုက်တယ်ဒီသုံးလုံးပေါင်းခြင်းနှစ်ဒီသုံးလုံးပေါင်းခြင်းနှစ်နှစ်ပါပါခါသုံးလုံးခွန်းလို့ထည့်ပြီးတော့မှအဲ့နှစ်ကရှေ့မှာဘူးလားသုံးလုံးပေါင်း6ကိုဇောင်းပေါင်းခြင်း1လို့ဖြစ်ဖို့အတွက်က9နောက်ပဲနှစ်နှစ်9ဆိုတဲ့ကဏ္ဍ3ပရိတ်ဒီခွန်းပရိတ်နဲ့3ပရိတ်နဲ့ပေါင်းခြင်းဒီတုံညာလို့သူကကြိုက်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့တတိယကံမှာဖြစ်စဉ်တွေအားလုံးကိုတီလိုက်တယ်။၃လဲပြီးပြီ၊၂လဲပြီးပြီဆိုတော့ဒီ၃လုံးပေါင်းခြင်းက ဒီသုံးလုံးပေါင်းခြင်းတက်တရဲ့ပါပါကိုလည်း6ရဲ့8ရဲ့2ရဲ့6လို့ကစားတယ်ပေါ့တတ6လို့ကစားပြောင်းတယ်အဲ့တတီရှေ့မှာပူးမယ်ပူးပြီးတာနဲ့ဒီသုံးလုံးပေါင်းခြင်း6 6ပါပါဒီသုံးလုံးပေါင်းခြင်းတက်လို့ဖြစ်ဖို့တကတက်နောက်ပိတ်အဲ့တော့တက်ထွိုင်းဆိုတဲ့ကဏ္ဍဒီဒီဗရိတ်ခွန်နဲ့ဒီဗရိတ်3နဲ့ပေါင်းခြင်းဒီတုံညလို့ဖြစ်တဲ့အတွက်ကိုဒါဥနိုင်ကဒီဘွဲ့မှာအရန်ကဏ္ဍအဖြစ်နဲ့ဒါထည့်ပေးလိုက်တယ်ပေါ့နော်ဒါဥနိုင်ရဲ့မိတ်ဆွေတွေတောင်းဆိုခြင်းအရာပထမတော့ဥနိုင်ကဒီဘက်ဒီဘက်ကကဏ္ဍလေးတွေကိုပေါ့နော်ရာသီဥတုလည်းပူတယ် အတွက်ကိုဒါဥနိုင်ရဲ့မပြတော့ဘူးလို့ပြောခဲ့ပြီးတော့ညာလေဥနိုင်ရဲ့မန်ဘာဖော်ဝဲမိတ်ဆွေတွေကတိထွိုင်းဆိုတဲ့ကနန်းလေးကိုကြိုက်လို့မဟုတ်အရန်ကနန်းလေးကိုပြန်ပြီးပါလို့ပြောတဲ့အတွက်ကိုဒီစီကြောလေးကိုချပြလိုက်ရခြင်းဖြစ်ပါတယ်